Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Photoshop ဒီ basics အခြေခံပေါ့နော် lesson 1အနေနဲ့ကျွန်တော်ဒီ user interface အကြောင်းကျွန်တော်ရှင်းပြပေးပါမယ် Photoshop ကိုကျွန်တော်တို့ကစဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒါမျိုးမြင်ရပါမယ်ဒီမြင်ရတဲ့ဟာမှာကျွန်တော်ဘာတွေပါလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီဒီပုံမှာရှိတဲ့ဘာလေးကိုကျွန်တော် menu bar လို့ခေါ်ပါတယ် menu bar မှာဘာတွေပါမလဲဆိုရင် ကျွန်တော်တို့ဒီမှာ file တို့ edit တို့ image တို့ layer တို့ပေါ့နော်စသည်ဖြင့်ရှိတယ်ပေါ့နော်ဒီဟာတွေရဲ့အသုံးဝင်ပုံကိုကျွန်တော်တခုချင်းကိုကျွန်တော်နောက်ဗီဒီယိုတွေမှာတခြားလေးရှင်းပြပေးပါမယ်ကျွန်တော် Photoshop basic အခြေခံကိုတဆင့်ချင်းကျွန်တော်တခြားလေးသင်ပေးမှာ ဖြစ်ပါတယ်ဒီဘက်ကဟာလေးကကျွန်တော် two bar လို့ခေါ်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ two bar လို့ခေါ်တယ်ဒီ bar လေးကတော့ကိုလိုသလိုမျိုးနေရာ adjust လုပ်လို့ရတယ်ပေါ့ဗျာ โอเคဒီတိုးပါးမှာရှိတဲ့တပြက်ကတူးလေးတွေတစ်ခုချင်းကိုလည်းကျွန်တော်ဘယ်လိုမျိုးအသုံးဘယ်လိုမျိုးအသုံးပြုရမလဲဒီတိုးလေးတစ်ခုချင်းစီကဘယ်နေရာမှာဘယ်တိုးလေးကိုအသုံးပြုပြီးတော့မှဒီဇိုင်းဆွဲရမလဲ edit လုပ်ရမလဲဆိုတာကိုလည်းကျွန်တော်အသေးစိတ်ကျွန်တော်ရှင်းပြပေးပါမယ်ဟုတ်ပြီဒီနေ့မှာတော့ lesson 1အနေနဲ့ဒီ Photoshop ကိုစဖွင့်လိုက်လို့ရှိရင်ကျွန်တော်မြင်ရတဲ့အပိုင်းပေါ့နော် မီနူးဘားနဲ့ဒီမှာတူးဘားလေးရှိတယ်ဆိုတာလေးကိုဒီနေ့မှာ Photoshop beginner တွေအနေနဲ့ဒီဟာလေးနှစ်ချက်ကိုလိုက်ပြီးမှတ်ထားပေးပါနောက်ပြီးကျွန်တော်တဆင့်ချင်းနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တခြားလေးတင်ပြသွားပါမယ်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်ဒီမှာပေါ့နော် Photoshop ကိုကျွမ်းကျင်ပြီးသားသူတွေပေါ့နော်ဒီ free page မှာရှိတဲ့ premium design file တွေလိုချင်နေဆိုရင်ကျွန်တော်ရဲ့ Telegram channel မှာ free download ဆွဲလို့ရရပါတော့ Telegram မှာကျွန်တော် UPC လို့ရိုက်ချလိုက်ပါဒီမှာဒီ free page မှာရှိတဲ့ premium design file တွေ အများကြီးဆိုမှအများကြီးကျွန်တော်တင်ပေးထားတယ်ဗောနော်ဟုတ်ပြီโอเคကျွန်တော် pro shot အခြေခံနေနဲ့ကျွန်တော် pro shot မှာစပြီးမြင်ရတဲ့ view လေးဗောနော်ဒီ menu bar နဲ့ tool bar လေးကိုကျွန်တော်တဆင့်ချင်း ရှင်းပြပေးသွားမှာမယ်ဒါစမြင်ရတဲ့အပိုင်းဗောနော်ဟုတ်ပြီအားလုံးပဲကျေးဇူးတင်ပါတယ် bye bye